အလုံးမမင်္ဂလာပါ The Great Godzilla ထရမပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပြီးမယ် pick up ပိုင်း reading ကတော့လက်ရှိမှာပေါ့နော်ကိုတကယ် focus လုပ်သင့်တဲ့အရာကဘာလဲဆိုတာကြည့်ပေးမှာဖြစ်ပါတယ် already ဒီမှာ file လေးနှစ်ခုခွဲပေးထားပါတယ်တစ်ခုက အဖုံးအနီလေးနဲ့ file တစ်ခုကအဖုံးပြားလေးနဲ့ file နော်အဲ့တော့ဒီ file နှစ်ခုတည်းကတစ်ခုကိုရေးထားပါ Okay. ဒါကအနီလေး။ဒါကအပြာ။အနီရဲ့အပြာရဲ့။နော်။စိတ်ကလေးကိုညင်ညင်ထားပြီးတော့ရွေးလိုက်ပါ အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလောင်းမင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading ကိုပုံမှန်ကြည့်ရှုနေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ပါပါတယ်ဒါဆိုရင်အခု အပြာလေးနဲ့အနီလေးနဲ့ Okay ဒါဆိုရင်အဖုံးပြာလေးကိုရွေးထားတဲ့သူတွေအတွက်စပြီးကြည့်လိုက်တော့မနော်အနီလေးကိုခဏဖယ်ထားလိုက်မယ်အပြာသမားလေးတွေအတွက်လက်ရှိမှာဒီကပေါ့နော်ကိုတကယ် focus လုပ်တဲ့အရာကဘာဖြစ်မလဲဆယ်ဘနဆူစတဲ့ကင်းနဝွန်စတဲ့ချီရီယာ the sun to all once. <laughs> or give a teddy bimino. Secret sexuality. Reconnect with the source of your divine mm -hmm. sexuality. Grounding being. well grounded provides a feeling of security အဲ့တော့အခုချိန်မှာပေါ့နော်အခုချိန်မှာကိုအရင်ဆုံးပြောမယ်ပေါ့နော်ဒါဒီအပြာလေးကိုရွေးထားတဲ့သူတွေအနေနဲ့ဘယ်အပိုင်းကိုပေါ့နော်နံပါတ်1အရင်ဆုံး အရင်ဆုံးပေါ့နော်ကိုကိုကို အရင်ဆုံး ထားရမယ့်ပုံစံကပါလဲဆိုလို့ရှိရင် အရင်ဆုံးထားမဲ့ပုံစံပေါ့နော်တခုခုမှာတခုခုမှာတေချာကြောက်စုချနော်တကုတ်မှာတေချာကြောက်စုချဒီမှာကလေကက်ကလေးရငါးကတ်တယ်ဆိုပေမဲ့လေ live ကနှစ်ခုပါနေတာတွေ့ရတယ်သိလားအဲ့တော့ reader တို့ပုံမှန်အဖြစ်ဆိုလို့ရှင်ဒါကတ် shuffle လုပ်နေတဲ့အချိန်မှာအကုန်လုံးကပေါ့နော်ဒီလိုမျှော်လင့်ထားနိုင်တယ်ဒီလိုမျှော်လင့်ထားနိုင်တယ်ဥမာ reader ဆိုလို့ရှင်လည်းဒီလိုပဲကြာလိမ့်မယ်လို့မျှော်လင့်ထားမှာဒီလိုပဲကြာလိမ့်မယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ ဲ့ဒီလိုပဲကြမယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဥမာပေါ်တော့ထင်မယ်အကျမကြီးလားတို့မပညာကြီးလားတို့မဟုတ်အဲပေါ်တော့အချီလားပေါ့နော်တခုမဟုတ်တခုကအဲ့လိုအပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အကုန်လုံးကဒါအဲ့လိုပဲအာယုံကြနေမယ် Amazon Reader ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲထင်မှာပဲလीနော်ဒါကတ်ကို shuffle လုပ်နေတဲ့အချိန်မှာလေကြည့်နေတဲ့သူတွေအနေနဲ့ကအဲ့လိုပဲထင်မှာပဲเนาะတပိုင်းပေါ့နော်ဒါပေမဲ့ တိလာပြောရမယ်ဆိုလို့ရှိရင်လေဒီဖိုင်ဖိုင်ဝမ်မော် sorry เนาะဖိုင်ဝမ်မော်ဒီအပြာလေးကိုယူထားတဲ့အဲအုပ်စုကအဖုံးအပြာလေးကိုပေါ့เนาะတင်းတော့ကဘာနဲ့အလားတရံတူလဲဆိုတော့တော်တော်လေးကံကောင်းတဲ့လူသားကြီးဖြစ်တယ်ဆိုတာအမြင်တွေ့ရတယ်။အဲ့ဒါဗာလဲဆိုလို့ရှိရင်ဒီမှာပေါ့နော် ပြောမယ်ဆိုလို့ရှိရင် လုပ်ငန်းရေးရနဲ့ပတ်သက်ပြီးတော့လို့ပြောချင်လဲရတယ်လို့ပေါ့နော်။ဟိုအခြေရေးရနဲ့ပတ်သက်ပြီးတော့လို့ပြောချင်လဲရတယ်။အဲ့တော့ ဟိုမြန်မာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်နော်ဟိုလူကြီးတွေပြောစကားနဲ့ပြောရမယ်ဆိုရင်စော်ဘောလကဝင်ငင်းရှိတဲ့သူမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့တင်းဒီဒီမှာဘယ်ဟာကို focus လုပ်တင်လဲဆိုတော့အလုပ်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုလို့ရှိရင်အလုပ်ကင်ကောအခြေရေကောအဲတော့မပညာရေးလုပ်နေတဲ့သူတွေဆိုလို့ရှိရင်ပညာရေးနဲ့အခြေရေနှစ်ခုလုံးပေါ့နော် balance ဖြစ်အောင်သွားချင်းသွားလို့ရတယ်ဆိုပုံစံမျိုးတွေ့ရတယ်ဒီလားတစ်ခုတည်းမှသွားပြီးတော့ပေါ့နော် ချွန်ပြီးတော့အတင်းအယုံဆိုင်နေစရာမလိုအဲ့လိုပုံစံမျိုးတွေ့ရတယ်ဒီလားဘောလုံးဆိုတာစုတ်ကောလက်ကောကံကောင်းနေတဲ့ကံကြမ္မာနမိတ်မျိုးဖြစ်တဲ့အတွက်ကြောင့်နဲ့တင်းဒီပေါ့နော်တခုခုမှကိုကိုကိုကြောက်စုချနိုင်ရပြီဒါပေမဲ့ပထမဆုံးတင်းကိုတင်ပေါ့နော်ထိန်းထိန်းရမဲ့ train ရမဲ့ feeling ကဘလို feeling မျိုးတွေကိုတင်းအရင်ဆုံးကိုကိုကို management လုပ်ရမလဲဆိုတော့ကိုကိုကိုစိတ်ဖြစ်တဲ့ခံစားချက်မျိုးနော် security ဖြစ်တဲ့ခံစားချက်မျိုးကိုထားရမယ်အ safe ဖြစ်တဲ့ခံစားချက်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥမာပေါ့နော်အချိန်နဲ့ပတ်သက်လို့ကိုကဟိုအထိုင်ချမယ်ဆိုလို့စဉ်းစားတယ်ဆိုလို့ရှိရင်အရင်တော့ပေါ့နော်ကိုကအတိတ်မှာတုန်းကပေါ့နော်အဲဥမာပေါ့နော်ငါအချိန်ကန်ကောင်းမှမဟုတ်ဘူးလို့နော်အဲငါ့ကိုတကယ်ချစ်တဲ့သူမရှိတော့ပါဘူးလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေ negative vice တွေတွေးခဲ့ဘူးဒါတို့လက်ရှိမှာတွေးနေတာတို့ရှီကောင်းရှိလိမ့်မယ်เนาะဖိုင်ဝမ်သမားတွေရာလေအဲ့လိုပုံစံမျိုးရှိရဲ့ဆိုတာမျိုးမြင်ရတယ်ရှီကောင်းရှိလိမ့်မယ်အဲ့လိုပေါ့เนาะဒီနှလုံးသားရာနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ inner နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေးအမြင်တွေရာပေါ့เนาะအဲ့လိုကိုကိုကိုနှိမ့်ချပြီးတော့ negative vibe တွေနဲ့တွေးခဲ့တာမျိုးသို့မဟုတ်တွေးနေစေဖြစ်တာမျိုးတွေရှိလိမ့်မယ်ဒီဟာတွေကို तू ကလေဖယ်ရှားပြစ်ဖို့ပေါ့เนาะ ြောထားတယ်ဘာလို့ဆိုကိုကိုကို safe ဖြစ်အောင်နေပါလို့ပြောရဲဆိုခုနကတော့ negative vibe တွေရှိနေရဆိုလို့ရှိရင်သင်ဒီအခြေအနေပတ်သက်ပြီးတော့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေရှိရဆိုလို့ရှိရင်သင်စီကိုမကောင်းတဲ့ energy တွေက ရောက်လာဖို့ပို့ပြီးတော့များတယ်သိလားအဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုရင်ကိုကကိုလိုချင်တဲ့တကယ်တမ်းပေါ့နော်ကိုရဲ့မသိစိတ်ထဲမှာကိုတကယ်လိုချင်နေတဲ့ life ကိုကိုကဖန်ပြီးဖို့မလွယ်တော့ဘူး နော်ဘာလို့ဆိုကိုယ့်ရဲ့အသိစိတ်ကြီးရကြတော့အော်ငါဒီကံမကောင်းနိုင်ပါဘူးဆိုတဲ့ပုံစံမျိုးကြီးပေါ့နော်အဲ့လိုဝင်နေတာမျိုးရှိ နော်အဲ့တော့ကက်ကစထွက်လာတဲ့အဒီမှာ seven of swords နဲ့ထွက်တယ်ဆိုကြတဲ့အတင်းရဲ့ပေါ့နော်အဲ့ဒီလိုမျိုး ကိုကိုကိုပြန်ပြီးတော့ပေါ့နော် negative ပိုင်းကိုဆွဲချနေတဲ့အကြောင်းတရားတွေကတင့်စီကိုလူဆိုးတွေဝင်လာဖို့အတွက်တင်ကိုယ်တိုင်ဖိတ်ခေါ်နေတယ်လို့ဖြစ်တတ်တယ် အဲ့တော့တင်းရဲ့ energy ကိုအမြင့်မှာထားပါเนาะအဲ့တော့လက်ရှိမှာတင်း focus ထားရမယ့်အရာဘာလဲဆိုရင်အစည်းနှလုံးသားကြီးနဲ့ပတ်သက်ပြီးတော့တင်းကိုတင်း negative vibe တွေစီကိုဆွဲချမသွားဖို့တင်းကိုတင်းပေါ့เนาะငါဒီလုံခြုံနေငါဒီ security ဖြစ်တယ်ငါမှာ security အပြည့်အဝရှိတယ်ဆိုတော့စိတ်မျိုးကိုပေါ့เนาะထားပြီးလုံခြုံစိတ်ချမှုရှိတယ်ငါဒီကံကောင်းတဲ့သူဖြစ်တယ်ဆိုတော့စိတ်မျိုးကိုအပြည့်အဝထားပြီးတော့အသက်ရှင်မှုလိုနေတယ်เนาะ ြေးဝထားပြီးအသက်ရှင်မှုလိုနေတယ်ဒါသည်ယခုလက်ရှိအဲတင် focus ထားရမယ်အရာနောက်တစ်ခါပညာရေးနဲ့လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကြံကောင်းနေเนาะတင်ဒီအခုချိန်မှာငွေကြီးအခက်ခဲကြောင့်သွားတင်သွားနေတဲ့ပညာရေးလမ်းကြောင်းဒီမဖြောင်ဖြူးတာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ပြဿနာမရှိဘူးဆက်သွားမယ်เนาะဆက်သွားမယ်အောင်မြင်မှုရမယ်တင်ဒီအလောက်ကန်ကြီးရနဲ့ပတ်သက်ပြီး try နေရလို့ဖြစ်တယ်ဆိုလို့ရှိရင်လည်း တင်အားအောင်မြင်မှာဖြစ်တယ်ဒါကြောင့်မလို့တင်ရဲ့အောင်မြင်မှုကိုပဲတင်အယုံထဲမှာထားမလို့အပ်တဲ့ပုံတော့တင်အတွက်ဒီနာမှာပေါ့တင်ကို negative vibes ကိုဆွဲချသွားမယ် negative energy တွေပေးမဲ့သူတွေကိုအယုံမထားနဲ့ဘဝထဲမှာတချို့လူတွေကိုပေါ့နော်ဘဝထဲမှာမထားပဲနေလို့ရတယ်ဆိုရင်ထားကိုမထားနဲ့ဘာလို့လဲဆိုတော့ဒီလူတွေကတင်ကိုအပြတ်သဘောဆောင်တဲ့အခြေအနေတွေစီကိုသူတို့ကဆွဲခေါ်သွားမှာ အဲ့တော့တင်းရဲ့ energy ကလက်ရှိမှာကောင်းနေတဲ့အတွက်ကြောင့်အဲ့ဒီကောင်းနေတဲ့အတိုင်းလေးပဲဆက်လက်ပြီးတော့ရှေးရှုပြီးတော့ဘဝကိုဆက်သွားဖို့လိုတယ်။တင်းကိုတင်းယုံကြည်မှုအပြည့်အဝရှိဖို့လိုတယ်။အဲ့ဒီအရာကတင်းကိုတင်းပေါ့နော်။လုံးဝ positive vibe တွေစီကိုဆွဲခေါ်ထားဖို့အတွက်ကတင်း focus ထားရမယ်။အရာတစ်ခုဖြစ်တယ်။အဲ့တော့ဒီအဖုံးအပြာလေးရွေးထားတဲ့အုပ်စုက အရန်ကိုကန်ကောင်းနေနော်။ နှစ်ဖက်စလုံးမှာကံကောင်းနေတယ်ကိုကိုကိုကြောက်စုချတဲ့အခါမှာတေချာလေးချဖို့ပဲလိုတယ်နော်ငါဘာဖြစ်ချင်တာလဲဖြစ်ချင်တဲ့အရာမှာဥမာပေါ့နော်အခြေကြီးဆိုလို့ရှိရင်အခြေကြီးမှာလူနှစ်ယောက်ရှိတယ်အဲကိုတကယ်ဘာလို့ချင်တာလဲ ကိုလိုချင်တဲ့လူကိုရွေးချယ်တိတိကျရွေးချယ်ဥမာတင့်ကိုလိုချင်နေတဲ့လူလိုအပ်နေတဲ့သူကနှစ်ယောက်ဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့ကိစ္စမရှိဘူးတင်းဒီတယောက်ဆိုတယောက်အတိကျရွေးချယ်ဖို့လိုတယ်အဲ့တယောက်ကတင့်အတွက်သဝမ်းဖြစ်ဖြစ်မှာပဲအဓိကတင့်ကိုတင်ကြောက်စုချဖို့ပဲလိုတာခိုင်ခိုင်မြဲမြဲတစ်ခုခုမှကြောက်စုချလိုက်အဲ့ဒါတင့်အတင့်အတွက်လုံးဝကောင်းတယ်နော်ဒါကနောက်ဆိုရင်ဒါကအပြလေးကိုရွေးထားတဲ့သူတွေအတွက်နောက်ဆိုရင်ဒီတစ်ခါအနီလေးကို sweetheart to glory. Knight Swords. ားတော့အနီဂရုလေးကတော့တိတိကျကျပေါ့နော်။ဘာကိုအိုင်ယွန်စိုက်တဲ့လဲဆိုတာထွက်လာပြီ။အဲ့တော့တင်ကလက်ရှိမှာနော်။တင်ပါကိုအိုင်ယွန်စိုက်တဲ့လဲဆိုလို့ရှင်တင့်ရဲ့ပညာအရေးချင်းတွေပေါ်မှာအဓိကအိုင်ယွန်စိုက်ဖို့လိုတယ်။နော်တင့်ရဲ့အဲဆိုလိုတာတင့်ကိုတင်အချိန်တိုင်းအချိန်တိုင်းမှာပေါ့နော်။တင့်ကိုတင်တမိုးတက်အောင် သင်ကိုယ်သင်ပို့ပြီးတော့ version မြင့်လာအောင် upgrade version ဖြစ်အောင်လို့သင်ဘလို့မြင့်တယ်မလဲဆိုတာကိုအချိန်တိုင်းစဉ်းစားနေဖို့ပဲလိုတယ်။ကြံတဲ့အရာတွေအတော့သင်အချိန်မပေးသင့်ဘူး။ဒါမှမသင်အဲ့လို upgrade ဖြစ်တဲ့သင်မှာပေါ့နော်ဒီသင်ရဲ့ရှင်တွင်းနှလုံးသားထဲမှာအရေးချင်းရှိတယ်ဆိုတာကိုပတ်ဝန်းကျင်ကလည်းမြင်နေတဲ့မြင်တဲ့အတွက်ကြောင့်သင်ကိုပေါ့နော်ဟိုနှောက်ယှက်ခြင်းတဲ့သူတွေကလည်းရှိတယ်။ နော်နှောက်ရက်ချင်းနဲ့မကူညီဘဲနဲ့ကူပေါ်မဟုတ်ဘူးလောင်ဖတ်တွေပေါ့နှောက်ရက်ချင်းတဲ့သူတွေကရှိတယ်အဲ့နှောက်ရက်တဲ့သူတွေကိုကြည့်တဲ့အခါကျတော့လေတင့်ထက်ပေါ့နော် အာနာပါဝါစသဖြင့်တော်တော်လေးကိုကြီးမားတဲ့သူမျိုးတွေဖြစ်လိမ့်မယ်အဲ့လူတွေကတင့်ကိုပေါ့နော်မဖြစ်မနေတင့်ရဲ့တက်လန်းတွေတက်လန်းလို့မရအောင်လို့သူတို့ဘက်ကနေပြီးတော့တော့တင့်ကို အနိုင်ယူလိမ့်မယ်အနိုင်ပိုင်းလိမ့်မယ်နော်တင်ရှိနေတဲ့လက်ရှိရှိနေတဲ့နေရာကနေပြုတ်ကျသွားအောင်လို့ ကာကံဖြစ်စီဝစီဝစီကံဖြစ်စီပေါ့နော်မနောကံနဲ့ဖြစ်စီတင့်ပေါ်မှာကျူးလွန်ကြလိမ့်မယ်နော်ကျူးလွန်ကြလိမ့်မယ်ဒါမဲ့ကိစ္စမရှိဘူးနော်ဒီမှာခေါင်းပေါ်မှာဒေါင်းတောင်လေးတွေထည့်ထားတာ အလကားမဟုတ်ဘူးနော်တင်းတီတော်တော်လေးကိုအစွမ်းစားရှိတဲ့အမျိုးသားအမျိုးသမီးတစ်ယောက်ဖြစ်တယ်နော်အဲ့တော့တင်းတီလက်ရှိမှာပေါ့နော်တင်းရဲ့အတင်းအကယ်၍ဒီတင်းရဲ့ life journey ကိုတယောက်တည်း တင်ရုံးကန်နေရတယ်ဆိုရင်တောင်မှပဲတင်ကငါတယောက်တည်းရုံးကန်နေရပါလားဆိုပြီးတော့စိတ်တက်ကြနေစရာမလိုဘူးသိလားစိတ်တက်ကြနေစရာမလိုဘာလို့ဆိုတော့ဒီမှာရေဒီယိုမှာကကြတော့တင်ကမကြခဏပေါ်တော့တော်တော်လေးစိတ်ညစ်နေတယ်မကြခဏနော်မကြခဏတော်တော်လေးစိတ်ညစ်နေရဆိုတာမျိုးတွေ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးစိတ်ညစ်နေတဲ့ခံစားချက်တွေကဘယ်ဟုသွားလဲဆိုလို့ရှင် စိတ်တက်ကြမှုစီကိုဥတီသွားတတ်တယ်ဆိုတာမျိုးတွေ့ရတယ် ်ဒီလားနော်စိတ်တက်ကြမှုစီကိုဥတည်သွားတယ်ဆိုလို့ရှိရင်အဲ့စိတ်တက်တွေကြသွားတဲ့စိတ်တက်တွေကိုပြန်တင်မှုအတွက်တင့်မှာအခက်ခဲခဏခဏရှိတယ်ဒီလားတင်စိတ်ညစ်ပြီဆိုလို့ရှိရင်ဒီမှာတွေ့ထားတာတင်အကြကြီးစိတ်ညစ်တယ်နော်အကြကြီးစိတ်ညစ်တယ်ဘလောက်ဒီစိတ်ညစ်လဲဆိုလို့ရှိရင်ပေါ့နော်တင်မင်းသားကလူတွေတင့်ကိုပေါ့နော်ဘာတွေပြောနေတာလဲဘာအကြောင်းအရာတွေပြောနေတာလဲတင့်ပတ်ဝန်းကျင်မှာလူတွေကပေါ့နော်အာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေပေါ့နော် အာဘယ်လိုပြောမလဲဘယ်လိုမျိုးတွေဒီလိုမျိုးဖြစ်ပြနေကြလဲပေါ့နော်ပတ်ဝန်းကျင်မှာဆိုတာအစားတင်လိုက်ကြည့်နိုင်ဖို့တောင်လိုက်ကြည့်ဖို့တင်ခွန်အားမရှိတော့ဘူးတိလာတဲ့အဲ့လိုမျိုးအရန်ပေါ့နော်စိတ်ထကြပြီဆိုလို့ရှင်တအားကြသွားတယ်တိလာတအားကြသွားတယ်အဲ့လိုပုံစံမျိုးတွေ့ထားတယ်အဲ့တော့အဲ့လိုဖြစ်စရာမလိုဘူးတဲ့နော်တင်တကယ် focus ထားရမယ့်အရာကဘာလဲဆိုလို့ရှင် နော်တင့်ရဲ့လက်ရှိပေါ့နော်တင့်ရဲ့တင်ခုလုံနေတဲ့ဥမာအလောက်ကန် ို့မဟုတ်ပညာရေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာတင်တင်အခုအစ်စ်မှာအရေးချင်းဘယ်လောက်လောက်ရှိလဲဆိုလိုတာတင်တီအာဥမာစာချက်မယ်ပဲထားနော်တင်ဒီညမှာဆယ်ဘုတ်ချက်နိုင်တယ်ဒါမဲ့လို့တင်အဲ့လိုမျိုးစိတ်ကြွကြမှုတွေဖြစ်နေတယ်အစ်စ်မှာအဲစိတ်ကြကြမှုတွေဖြစ်နေတဲ့အခါကျတော့ဆယ်ဘုတ်ချက်နိုင်မယ့်နေရာမှာငါးဘုတ်လောက်ပဲချက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုသင်ခန်းစားရလိမ့်မယ်နော်ခန်းစားရလိမ့်မယ် ဆိုရဲအခါကြလို့ရှင်တင်ပါဖြစ်လဲဆိုတော့တင်ဒက်လိုင်းဒီမှာအသေးတံပေါ့နော်ဖလူဖလူဖလူဆိုထားပြီးကြက်တဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်တယ်ဥမာနောက်အဲတပတ်မြောက်တဲ့နေ့ကြလို့ရှင်ဒီစာအုံးမေးမယ်ပေါ့နော်ဆရာသမားအဲ့လိုမျိုးပြောရဲဆိုလို့ရှင်အဲ့ကြတော့မှတင်အသေးတံဒက်လိုင်းဒီတော့မှထပြီးတော့ဆယ်ပုံလုံးကျရတဲ့အခြေအနေမျိုးဖြစ်နိုင်မယ်အဲ့လိုပုံစံမျိုးမဖြစ်ဖို့ကို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 ဂယူဆိုင်ရမယ်နော် ဘာလို့စတဲ့မှာအရေးချင်းရှိပြီးသားဖြစ်တဲ့အတွက်ခုနလိုမျိုးစိတ်ဓာတ်ကျနေလို့ဆိုပြီးတော့ဆယ်ဘုတ်ကျနိုင်တဲ့နေရာမှာဆယ်ဘုတ်မပြီးသွားဘဲနဲ့ငါးဘုတ်ပဲပြီးသွားတဲ့ကိစ္စမျိုးတွေမဖြစ်အောင်လို့သင်ကယူဆိုင်ရမယ်နော်အဲလက်ရှိမှာကန်တရားကဘာပြောထားလဲဆိုရင်သင်စိတ်လက်ပင်ပန်းနေတာလေနော်သူတို့သိပါတယ်နော်သိတယ်တင်တီတက်မှာပေါ့နော်အနှောက်ရှက်တွေကြီးကြီးမားမားရှိတယ်အဲ့အနှောက်ရှက်တွေကနေစိတ်နှောက်ရှက်ပေါ့နော်စသဖြင့် တင်ဘဝကုန်းထလို့မလွယ်တော့အောင်အခက်ခဲတွေခံစားနေရတဲ့တို့เนาะအဲ့လိုမျိုးတွေရှိရဆိုရင်လည်းအရန်ကြီးပေါ့เนาะစိတ်တက်မကြပါနဲ့အဲတင်ကတင်လို့ရမယ့်အရာကပါလဲဆိုရင်ထတ်တလဲလဲပေါ့เนาะတင်ရတံမိုးတွေကိုညစ်တယ်မို့စူးစားပါတင်ရင်ထဲမှာရှိတဲ့အရေးချင်းနေတင်းရဲ့ပညာအရေးချင်းနေပေါ့နော်လက်ရှိမှာတင်းဒီနေ့တွေးခေါ်နိုင်တာထက်မနှက်ဖြန်မှာပို့ပြီးတော့တွေးခေါ်နိုင်ရမယ်တင်းဒီနေ့အာ လေးလာသိယူမှတ်သားနိုင်တဲ့ဟိုပေါ့နော်ဟိုဟာထက် ပမာဏထက်မနှက်ပြန်မှာပို့ပြီးတော့လေးလာသိယူမှတ်သားနိုင်ရမယ်ဆိုတော့ပမာဏမျိုးကိုစူးစမ်းပါเนาะအအချိန်တိုင်းနှီးပါမှာမျက်နှာကြီးအောက်ချပြီးတော့မျက်လုံးကြီးမှိတ်ပြီးတော့အချိန်တိုင်းနှီးပါကြီးပေါ့နော်အဲ့လိုမျိုးတွေဟိုဘယ်လိုပြောမလဲညှိုးငယ်နေတဲ့မျက်နှာထားနဲ့ပုံစံမျိုးရှိနေတတ်တယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ မျက်နှာလေးကိုသေးချမော့ပြီးတော့မျက်လုံးလေးဖွင့်ပြီးတော့ပြုံးပြုံးရွှင်ရွှင်လေးနဲ့တင့်ရဲ့ဘောနော်ဥမာကိုတင်နှန်းတက်ဆရာရှိရဲ့ဆိုလဲတက်ပေါ့နော်လေးလာဆရာရှိရဲ့ဆိုလဲလေးလာပေါ့စာပြင်အဲ့လိုမျိုးတင့်ကိုတင် try နဲ့နေရာမှာ train နဲ့နေရာမှာနော် trainer ရော trainer နှစ်ခုလုံးပြောလိုက်မယ်နော်နှစ်ခုလုံးလိုအပ်တယ်ကိုကိုကိုစ조사ဆိုလိုတာလူတစ်ယောက်ကတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်အဲဘသူကမှတကယ်တမ်းကျတော့လာပြီးရောလीတင် जा လို့လည်းမရအောင် ဘသူကမှတကယ်တမ်းကြတော့လာပြီးတော့ဂိုက်လုပ်ပြီးလို့လည်းမရဘူး။ဝင်ကြက်ပြီးလို့လည်းမရဘူး။ចောင်းသားတရားပေါ့နော်။ဆောင်းမဝင်ဖြစ်မဲ့ចောင်းသားတွေလိုပဲ။တကယ်အော်ကြက်ရမှလည်းကိုပဲ။ကိုကိုကိုကြက်ဖို့အတွက်တိုက်တွန်းရမှလည်းကိုပဲ။နောက်ပြီးတော့အဲတေချာနားလဲအောင် ရှင်းပြဖို့လိုနေတာကလည်းကိုပဲ။သိလား။အဲ့လိုပုံစံမျိုး ဆိုတဲ့အခါကျတော့ เนาะဆရာကလည်းကိုပဲတစ်ဖက်ကလည်းကိုပဲမိဘကလည်းကိုပဲဆိုတဲ့ပုံစံမျိုးကျင့်သုံးရလိမ့်မယ်เนาะအဲ့တော့အနာမှာဘသူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူတစ်ပါးရဲ့အကြံပေးမှုတွန်းတိုင်းမှုမပါဘဲနဲ့เนาะတိုက်တွန်းမှုမပါဘဲနဲ့ကိုကိုတိုင်းမို့เนาะကိုကိုကိုခုနလိုမျိုးဆရာကလည်းကိုပဲတပည့်ကလည်းကိုပဲ မိဘကလည်းကိုပဲဆိုရပုံစံမျိုးနဲ့တွားဖို့ပေါ့နော်အရေးချင်းတွေကိုမြင့်တင်ဖို့အဲ့နေရာမှာ focus လုပ်ဖို့လိုတယ်လို့ပြထားတယ်အဲ့တော့ဒီမှာအနှိမ့်ချုပ်ကတော့လက်ရှိမှာ focus လုပ်တဲ့အရာကတော့တင့်မှာစိတ်စည်းရဲ့နေရာရှိရင်အမြန်ဆုံး healing လုပ်နိုင်အောင်ကြိုးစားပါလက်ရှိမှာစိတ်တက်ကြစရာကိစ္စတွေရှိရဆိုရင်အဆုံးထိမခံစားလိုက်ပါနဲ့လက်ရှိမှာတင့်ရဲ့ ရှိနေတဲ့အရေးချင်းတွေကိုတိုးတက်အောင်လုပ်ဖို့အတွက်အယုံဆူဆိုင်မှုကိုကိုကိုနော် focus yourself အယုံဆူဆိုင်မှု အပြည့်ဝထားပါအလိုပြောထားပါတယ်နော်အလိုပြောထားပါတယ်အဲဒါကဒါဆိုရင်အနီလေးကိုရေးထားတဲ့ group 2လေးတွေပေါ့နော်ဒါဆိုရင် ဖိုင်နယ်ကုလုံးအဖြစ်ကိုဖတ်ပေးပြသွားပါပြီအားလုံးမစိတ်ချမ်းသာခြင်းကိုကျမချင်နေပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံလို့ကြမယ်နော် bye, -bye.